မင်္ဂလာပါကချင်ဝေးသတင်းဌာနကအပတ်စဉ်သတင်းလာနေ့ကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းစီစဉ်ဖြစ်ပါတယ်ကျွန်တော်ကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်သတင်းစီစဉ်တင်ဆက်သူဒီလိုင်းဖြစ်ပါတယ် ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာကချင်ပြည်နယ်တွေကဗမော်ဝိုင်းမော်နယ်ဖားကန့်ဒေတာတွေမှာတိုက်ပွဲပေါင်း24ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KIO ပြန်ကြားရေးသတင်းကဆိုပါတယ်ဗမော်မြို့တိုက်ပွဲမှာစစ်ကောင်မရှင်တပ်ကဝေဟင်လေကြောင်း drone တွေမြေပြင်စစ်ကြောင်းတွေနဲ့တိုက်ခိုက်နေဆဲဖြစ်ပြီး KIA နဲ့ပူးပေါင်းအဖွဲ့တွေကလည်းခုခံနေဆဲဖြစ်လို့တစ်ပတ်အတွင်းတိုက်ပွဲပေါင်း16ကြိမ်ဖြစ်ပွားခဲ့တယ်လို့တီးရပါတယ်ဝိုင်းမော်မြို့နယ်လမြန်ကြီးရွာစစ်မျက်နှာမှာလည်းတိုက်ပွဲ2ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်ဗမော်မြို့ရင်းတိုက်ပွဲကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ4ရက်နေ့မှာစတင်ခဲ့တာဖြစ်ပြီး KIA နဲ့မဟာမိတ်ပူး ူပေါင်းအဖွဲ့တွေကမြို့ရင်းမှာထိုးစစ်တက်လက်ခန်းစစ်တက်လက်ဆင်နွှဲနေတာအခုဆိုရင်တနစ်ပြည်တော်မှာဖြစ်ပါတယ် တိုင်ကြားခံထားရတဲ့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်ယုံအမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ခင်မွန်းဖြစ်သူကိုတာဝန်ကနေယာယီရနာပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ NUG ကဒီနေ့အတည်ပြုထုတ်ပြန်ပါတယ်ပြည်ထောင်စုဝန်ကြီးချုပ်ယုံဝန်တဟောင်း၁၂ဦးကဒေါ်ကြည်ပြာနဲ့ခင်မွန်းဖြစ်သူဦးညီညီမင်းတို့ကိုအဂရီလိုက်စားမှုမလျော်ဩဇာသုံးမှုတွေနဲ့တိုင်ကြားထားတဲ့အကြောင်းနဲ့ပတ်သက်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကအတည်ပြုထုတ်ပြန်လာတာဖြစ်ပါတယ်တိုင်ကြားခံရသူတွေဖြစ်တဲ့ဒေါ်ကြည်ပြာနဲ့ခင်မွန်းဖြစ်သူတို့ကို နိုဝင်ဘာလ22ရက်နေ့ကစတင်ပြီးတာဝန်ကနေယာယီရနာထားကြောင်းထက်တွင်းဖော်ပြထားတာကိုတွေ့ရပါတယ်။နိုဝင်ဘာ16ရက်နေ့ရက်စွဲနဲ့နိုင်ငံတော်ယာယီတမတဤတော်စုဝန်ကြီးချုပ်နဲ့ဤတော်စုလွတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌတို့ကိုလိမ့်မှုပြီးပေးပို့ခဲ့တဲ့တိုင်ကြားစာဟာ အန်ယူဂျီပြည်တော်စုဝန်ကြီးချုပ်ယုံရဲ့အီးမေးလ်ကိုမရောက်ရှိသေးပေမဲ့ယာယီတမတာထံရောက်ရှိခဲ့တာကြောင့်စုံစမ်းစစ်ဆေးမှုဆောင်ရွက်ခြင်းဖြစ်တယ်လို့ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။တိုင်ကြားမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးတွေ့ရှိချက်အကြံပြုချက်တွေကိုဝန်ကြီးချုပ်ထံပြန်လည်တင်ပြဖို့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုတာဝန်ပေးအပ်ထားကြောင်းဆိုပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့မှာဘယ်သူပါဝင်တယ်ဘယ်သူတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတာကိုတော့အန်ယူဂျီကတရားဝင်အတည်ပြုထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။ဒေါ်ဂျီပြာနဲ့ခင်မွန်းဖြစ်သူကိုတိုင်ကြားထားသူတွေကလည်းအန်ယူဂျီရဲ့စုံစမ်းစစ်ဆေး ရေးအဖွဲ့ဖွဲ့စည်းမှုကိုကြိုဆိုကြောင်းဗလိုက်မှုကင်ပီတရားမျှတမှုကိုမမှန်ကန်ကန်နဲ့ဖော်ထုတ်ပြီးထိုက်တဲ့အရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အထိလှုပ်ဆောင်သွားမယ်လို့ယုံကြည်ကြောင်းဆိုထားပါတယ်။ စကိုင်းတိုင်း30မြို့နယ်ကန်ထူးမရွာကကားဝက်ရှော့တစ်ခုကိုမင်းညတကောင်ကျော်တနာယီဝန်းကျင်လောက်မှာစစ်ကော်မရှင်တပ်ကလေကြောင်းပုံကျဲခဲ့တာကြောင့်ကားဝက်ရှော့အလုပ်သမားတွေနဲ့ကားလာပြင်တဲ့သူတွေတိုက်ဆုံခဲ့တဲ့အပြင်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့တွားရောက်ခဲ့စေခဲ့သူတွေကပြောပါတယ်စစ်ကော်မရှင်တပ်ကတရအူးတက်ချက်ဖိုက်တာတစ်စီးနဲ့ပေါင်900ဘုံနှလုံးကျဲချတွားခဲ့တာလို့တွားရောက်ခဲ့စေခဲ့တဲ့မြို့သားတအူးကပြောပါတယ်ညကတိုက်ပွဲမရှိဘဲ30ကန်ထူးမကိုကျဲရွာတာပါညဆက်နှစ်ခွဲတနာယီလောက်ကိုကျဲရွာတာဝက်ရှော့ကိုကျဲရွာတာညရင်းချင်းမဲ့ကူညီခဲ့စေရည်တွေ ုပ်ခဲရတယ်လို့ဆိုပါတယ်အဆိုပါဘုံကျဲမှုကြောင့်အလုတ်တင်လုတ်သမားတွေနဲ့ဝက်ရှော့ဆရာ၄ဦးကားလာပြင်းနဲ့ကားဆရာ၂ဦးတို့တည်ဆုံခဲ့တဲ့အပြင်ထိခိုက်ဒဏ်ရာရရှိသူ၄ဦးရှိတယ်လို့ပြောပါတယ်ဒဏ်ရာရရှိသူတွေက၂ဦးကတော့စိုးရိမ်ရတယ်လို့တွားရောက်ကယ်ဆယ်ခဲ့တဲ့မြို့သားကပဲဆက်ပြောပါတယ်တည်ဆုံခဲ့တဲ့လူတွေဟာတစယ်မြို့နယ်လေမရွာကအတက်၂၀နှစ်အရွယ်ပေါ့ဆခေါ်ရှိုင်းထက်အောင်ကြီးကန်ကြီးရွာကအတက်၁၆နှစ်အရွယ်ဇင်ကိုအရာတော်မြို့နယ်စလုတ်ကြီးရွာက အတက်18နှစ်အရွယ်ကတုံးဇလုတ်ကြီးရွာကအတက်53နှစ်အရွယ်ဦးဆန်ဦးနဲ့ပင်လယ်ဘူးကနေကားလာပြင်ကြတဲ့ကားဆရာနှစ်ဦးတို့ဖြစ်ပြီး၎င်းတို့နှစ်ဦးရဲ့အတက်နဲ့နာမည်တွေကိုတော့မတိရသေးဘူးလို့ဆိုပါတယ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့အတက်39နှစ်အရွယ်ကိုတေဇာဝင်းအတက်16နှစ်အရွယ်ကိုကောင်းခန့်လိုင်းအတက်19နှစ်အရွယ်ကိုပိုင်ချင်းနဲ့အတက်15နှစ်အရွယ်ကိုအောင်မျိုးဦးတို့ဖြစ်ပြီးကိုကောင်းခန့်လိုင်းနဲ့ကိုအောင်မျိုးဦးတို့ကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့တီးရပါတယ်။ဒါပြင်အဆိုပါဘုံကျဲချမှုကြောင့်ကားဝက်ရှော့အဆောက်အအုံနဲ့ကားရိမ်ပျက်စီးမိလောင်ခဲ့ပြီးကားဝက်ရှော့အနီးကဆေးရုံအဆောက်အအုံတချို့လည်းပျက်စီးသွားတယ်လို့တီးရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့ကလည်းဒဇယ်မြို့နယ်ကန်ထူးမရွာကိုစစ်ကော်မရှင်ကလေကြောင်းနဲ့ပေါင်900ဘုံနှလုံးကျဲချခဲ့လို့အရတား10ဦးတေဆုံးခဲ့ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလို့ဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်